Thank mm -hmm. you. ူအောင်မယ်လို့ဘယ်ဟုတ်မလဲကိုကိုကြီးကမဲဆွဲပုံနဲ့ဒီကောင်းတွေကတကယ်တော့ထမင်းလို့ဟင်းလို့ယူနေကြပြီရွေးကောက်ပွဲကိုခွေးတော့ဘောကဝင်ဖို့အတွက်မင်းအွန်လိုင်းဘုံမို့ပြီးတော့မကဘဲနဲ့ထမင်းလို့ဟင်းလို့ကိုယူပြီးတော့မြန်မာနိုင်ငံတော်အုပ်ချုပ်မှုမြန်မာနိုင်ငံကြီးကဒီကောင်မပဲယင်လေးစရာကောင်းနေတာတကူပါပဲငါမင်းဆွေကဟာလာရွေးကောက်ပွဲဆက်ဥပဒေနဲ့ညှိတယ်ငါမင်းဆွေကိုခုနှစ်နှစ်ချမယ်အေးချအေးအနှစ်90ချလိုက်ထောင်ထဲအရောင်မထွက်ဘူးခင်ဗျားတို့နားလေလားနော်ထောင်ထဲအသေးတော့ထွက်လာလိမ့်မယ်ဒီတစ်ခါ อืม เยจ้าเนาะตัววိုင်းပြီးတော့မင်းတို့ကြိတ်တာအောင်မင်းတို့เนาะဥစားကြီးကိုဝိုင်းကြည့်တော့ဥစားကြီးကပေါက်ဝဲနေပြီအဲ့တော့ရုပ်ရုပ်ရုပ်မလုံနဲ့ခင်ဗျာကြိုက်တယ်လို့လို့တခါလဲကျွန်တော်ခင်ဗျားတို့လှုပ်ပြီးပြီเนาะ9 9နဲ့เนาะကျွန်တော်ဘယ်လောက်ခံလိုက်ရလဲเนาะကျွန်တော်မိသားစုဘယ်လောက်ခံလိုက်ရလဲဟုတ်လို့မဟုတ်ပဲဒီတခါထပ်လုံလဲလှုပ်ပါခင်ဗျားတို့လုံးဝမကြောက်ဘူး မျိုးသမီးတွေပေါ့နော်အဲ့ဒီအချိန်မှာလည်းတန်တွင်းနေအမျိုးသမီးတွေစကားတွေစုပြီးတော့ပြောတဲ့အချိန်ကျတော့တို့ကလည်းပေးစင်နေမယ့်အတို့က NLD ပဲပေးစင်တာပေါ့နော်အဲ့ဒါတွေတွေးကြရတယ်။တချို့ကြလည်းကြက်ခိုင်ကိုပေးစင်တာလည်းရှိရပေါ့နော်တို့ကအဲ့လိုမျိုးတွေးကြရတာပေါ့နော်။ဒါပေမဲ့အများဆုံးကတော့ NLD ကိုမပေးစင်တဲ့လူများခဲ့တယ်။ ော်လံမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မြေပြီးတော့မှအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြေရပေါ်လူရှင် channel လေးရဲ့ညပိုင်းစီစဉ်လေးကပြန်နေကြိုဆိုလိုက်ပါတယ်။ Video Radio ရဲ့ရှင်မျိုးသွားပြီးတော့ယနေ့ဒီဇင်ဘာလ9ရက်နေ့ရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့တင်းချိုကိုအချင်းချိုဖော်ပြပြီးသွားဖြစ်တဲ့တော်လံမျိုးအားလုံးပဲအဆုံးနှိရှိဖို့ဒီနေ့မှထပ်မံတောင်းဆိုလိုက်ပါတယ်။ပထမဆုံးအနေနဲ့ကတော့မန္တလေးတိုင်းအမရပူရမြို့နယ်မှာဒေါက်တာတေစာဆန်းကိုနန်းလေးနဲ့ကိုကောက်ဝင်ဖြူတို့ရဲ့ဆန္ဒပြတဲ့ပုံများကိုလိုက်လံပြသပြီးရင်းပေးလျင်ငွေကျပ်သိနေရချင်းမြင်မယ်ဆိုပြီးတော့ပြည်သူတွေကိုစစ်တပ်ကလိုက်လံစည်းရုံးနေကျွန်တော်သိရှိရပါတယ် အဲရွေးကောက်ပွဲလုပ်မယ်ဆိုပြီးလွတ်တော်အမတ်ဒီအနေနဲ့တော့သူတို့ရဲ့လွတ်တော်ကိုယ်စားလှယ်ဆိုတဲ့ကောင်တီတော့ဘေးကနေပြီးတော့စစ်ခွေးတွေချမ်းရံလက်နက်တွေကောင်းမပါဘူးဆိုရင်ပြည်သူတွေတက်မသွားရတဲ့အချိန်မှာဒီလိုမျိုးကျွန်တော်တို့ရဲ့ပြည်သူချစ်တဲ့တော်လန်သူရဲကောင်းတွေကအခုလိုမျိုးပြည်တော်ပြည်သူတွေတက်ကိုဆင်းလာလဲတွေ့ရတဲ့ရောစစ်ခွေးတွေအနေနဲ့လက်ရှိမှာတော်တော်လေးကမှတုံ့နှုတ်သွားတဲ့အနေထားကိုလည်းတွေ့ရပါဗါးအချိန်မှာတော့မင်းအောင်နိုင်တဲ့ကောင်အနေနဲ့ပြည်တဲ့ရွှေဝင်ကြီးချီကိုတာတွေကို ခုစီရကင်ခိုင်းနေပြီးခုလိုမျိုးကိစ္စကိုဘာကြောင့်ဖြစ်ကြလဲအကောင်တွေအမြန်ဆုံးရှာဆိုပြီးပြောနေတာပတ်သက်ပြီးတော့အောက်မှာရှိတဲ့စစ်ခွေးတွေကလည်းတိတ်နေရပြေးပြေးပြေးစုလိုက်စီးုံနေရရှိနေရတွေ့နေရပါတယ်ဒီဇင်ဘာလ3ရက်နေ့မန္တလေးမြို့မှာဒေါက်တာတီဇာဆန်းကိုနှက်လင်းနဲ့ကိုကောက်ဝင်ဖြူတို့ဟာ န္ဒပြခဲ့ပြီးဆန္ဒပြမှုနဲ့အတူဒီဇင်ဘာလ10ရက်နေ့တနင်္ဂနွေအတန်တိတ်တပိတ်မှာပေါဝင်ရတဲ့စီလုံးနှုတ်ဆော်သွားတာကိုအလုံးသိရှိမှာဖြစ်ပါတယ်။အကြံပေးစစ်တရားတပိတ်ကောင်းဆောင်မျိုးကိုဖမ်းဆီးရရှိရေးအတွက်နီလန်းမျိုးသူမင်းကြိုးစားလာခြင်းဖြစ်ကြောင်းအဲ့လိုကြိုးစားတဲ့နီလန်းများအနက်မှာမန္တလေးမြို့ပတ်ဝန်းကျင်မှာရှိတဲ့မြို့များပြည်ရွာများမှာအဲဇင်းတွေစက်တိုက်စစ်ဆေးလျက်ရှိကြောင်းနဲ့အဲဇင်းစစ်ချိန်မှာလည်းကျော်တာဒေသန်းပါဝင်တပိတ်ကောင်းဆောင်များရဲ့ဓပုံတွေကိုပြပြီးညင်မှုချင်းရှိမှရှိအကွေရတွေ့ရှိပါကချက်ချင်းအကြောင်းကြိုင်ငွေကျပ်သိမ်းနေရကိုချိမြင်မဲဆိုပြီးတော့လိုက်လံပြုစံတရားကိုသိရှိရပါတယ်။လူသိမ်းနေရချိမဲ တင်းကချိမိမချိမိဆိုပြောပြောပြီးတော့နောက်ဆုံးကျတော့ပတ်စံ2000တောင်းတောင်ပြည့်အောင်မပေးတဲ့ကောင်တွေပေါ့ဗျာနောက်ထပ်သတင်းပုတ်အနေနဲ့ကတော့တောင်ကိုရီးယားမှာဂျိုတင်မဲပေးသူတွေမရှိသဖြင့်စစ်ကောင်စီကတန်ရာရှိတွေညှိထွားနေတဲ့အနေအထားကိုတွေ့ရှိရပါတယ်တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့စစ်ကောင်စီရဲ့တန်ရုံးတွေမှာပြုလုပ်နေတဲ့ ကြိုတင်မဲ့ကန့်ကွက်ဆန္ဒပြပွဲရှိရာစီကိုလူသမားတန်ရာရှိရောက်ရှိလာခဲ့ပြီးမဲလာပေးသူမရှိတဲ့ကြောင့်ပြောဆိုသွားတယ်လို့လည်းအဲဒီဆန္ဒပြပွဲပါဝင်ခဲ့တဲ့သူတွေကပြောထားတာသိရှိရပါတယ်။အဲဒီစစ်ကောင်စီတန်ရုံမှာဒီသမားလား6ရက်နေ့ကကြိုတင်မဲ့တွားထည့်သူမရှိတဲ့တော့ရှင်းလင်းနေတာတွေ့ရတယ်လို့လည်းတန်ရုံနီးမှနေတဲ့မြန်မာမျိုးသားတွေသူကလည်းပြောထားတာတွေ့ရှိထားပါနောက်တဲ့သတင်းပုံအနေနဲ့ကတော့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကတော့ဘိုးအလုံးမှုဆောင်ဖွဲ့ဟာတန်တရာမျိုးနဲ့ပြည်သူ့ပါတီအောင်နိုင်ရင်းနဲ့လူလူတွေ့ဆုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။အန်တာမျိုးမှာဆိုရင်တော့ကိုကိုကြီးကသူနဲ့အတူသူ့ရဲ့တချိန်က သူ့ရဲ့ skill လေးတယောက်ဖြစ်တဲ့ပူပီချမ်းကလည်းသူ့ကိုခွဲထွက်သွားပြီးသူ့ကိုစွန့်ခွာသွားပြီးတော့ဝင်ရောက်ရှင်ပြန်ဖြစ်တဲ့အပြိုင်ချဲမဲ့ဝဲလူလည်းပြောထားတဲ့အနေထားတစ်ခုပါပဲ။ဒါကတော့တိုင်းတရာနောက်ပိုင်းမြို့နယ်ဘရင်တော်ပန်းညံတဲ့ရွေးကောက်ပွဲအောင်နိုင်ရဲ့လူလူတုဆုံပွဲမှာပြည်သူပါတီကိုကိုကြည့်ရတော့စိုင်းဝိုင်းနေကြီးမှုပြီးတော့အခုလိုမျိုးအိုးစီဘုံပေါင်းနဲ့ခါပြီးတော့မဲဆွဲနေတာကိုလည်းထူးထူးခြားခြားမြင်ခဲ့ရတယ်ဖြစ်ပါတယ်။အာဟုတ်ကဲ့အားလုံးချစ်လက်ဆောင်သောမြန်မာများအဆင်ပြေကြတာဗျာနော်။အားလုံးချစ်လက်ဆောင်သောမြန်မာများအဆင်ပြေကြပါစေဗျာနော်။ အဲကျွန်တော်ငါးမိတ်ဆွေရတော့ဒီမှာပြဿနာတွေရတော့စပါပြီပေါ့နော်အဲ့တော့ကျွန်တော်ငါးမိတ်ဆွေကိုယူကောက်ပွဲဆိုင်ရာဥပဒေနဲ့နော်အဲအရေးယူဖို့ပေါ့ဗျာကျွန်တော်ရဲ့ပြောဆိုချက်တွေကယူကောက်ပွဲဆိုင်ရာဥပဒေနဲ့ညှိနေပါတယ်ဆိုပြီးတော့နော်ဟိန်းစာနီအကောက်ပတ်ရှင်ကအဲသူတင်လာတယ်ဗျာနော်တင်လာတယ်နော်အဲသူတင်သူရဲ့သူတင်တဲ့ဟာကိုလည်းကျွန်တော်စကင်ရှော့ရိုက်ပြီးကျွန်တော်ငါးမိတ်ဆွေဖိဖို့အကောင့်မှာတင်သားပေးပါတယ်เนาะအင်း ဲ့တော့ तू ကဘာရေးသားလဲဆိုတော့ပြည်ခိုင်ဖြိုးပါတီအနေဖြင့်ရွေးကောက်ပွဲအတွက်အချိန်ကောင်းကောင်းဖြစ်စီယုံရေးဆင်းနေချိန်တွင် အချိန်ကြိုက်ပြီးငားမင်းဆွေဆိုသူကပြည်ခိုင်ဖြိုးပါတီကိုမဲပေးလို့သည့်မဲဆန္ဒစင်များသို့လောသို့လော ဖြစ်သွားစီရန်လိုက်လွေပြောကြားခဲ့မှုသည်ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်ညှိနေပါသည်ပြည်ခိုင်ဖြိုးပါတီအနေဖြင့်မြည်တို့ အေးယူနိုင်မည်ကိုမဲဆန္ဒရှင်များတိလိုပါသည်တဲ့เนาะအဲ့တော့ကျွန်တော်လွှေ့တဲ့เนาะလိုက်နေเนาะကျွန်တော်မနေ့ကလွှေ့လိုက်တယ်เนาะဟိုဟာဥခင်ကြီးတို့ဆိုဟုတ်လားအဲ့တော့ဖလုံးစိုးဘာတီကဒီလိုဟိုဟာရှိတယ်เนาะသူတို့ရဲ့ပါတီရွယ်ချက်တွေကျွန်တော်ကြိုက်တယ်အဲ့တော့ပြည်ခိုင်ပြိုးပါတီကလည်းအဲ့ဒီဖလုံးစိုးဘာတီလိုမျိုးရည်ရွယ်ချက်မျိုးရှိရင်ကျွန်တော်ပြည်ခိုင်ပြိုးပါတီကိုမဲထည့်ခြင်းပါတယ် เนาะဒါဘယ်တော့ကောင်းလဲဗျာเนาะအေးခင်ဗျားတို့ကဒါပေမဲ့ဘောမတွေတော့မခံနိုင်ဘူးလေเนาะအေးအေးကျွန်တော်ပြောပါအဲ့လိုလုတ်ရလေလုတ်ဖို့ဗျာเนาะကျွန်တော်ကတော့မကြောက်ဘူးဗျာเนาะကျွန်တော်ကတော့ခင်ဗျားเนาะနိုင်ငံကောင်းဖို့เนาะနိုင်ငံအကျိုးပဲကျွန်တော်လုပ်နေတာကျွန်တော်လည်းဘာတပြားတစ်ချက်မှရတာမဟုတ်ဘူးเนาะကျွန်တော်ဘာအကျိုးမှရှိတာမဟုတ်ဘူးเนาะနိုင်ငံတော်အတွက်စေတနာတသနဲ့ဟုတ်လားကျွန်တော်နိုင်ငံရေးကိုလုပ်နေတာเนาะအာဏာရဘူးလည်းမဟုတ်ဟုတ်လား ပတ်စံစီးပွားဖြစ်ဖို့လည်းမဟုတ်เนาะအဲ့တော့ကျွန်တော်တို့ကဟုတ်လားနိုင်ငံတော်ငြိမ်းချမ်းရေးเนาะအမျိုးသားပြန်လည်တည်မြဲရေးဒါရီအတွက်ကိုနှစ်ပေါင်းများစွာစိတ်စီစဉ်တာတတ်တာနဲ့တချို့တည်းကကျွန်တော်တို့အထင်လွဲသေးတယ်เนาะဘာညာဖြစ်တယ်ဖားမင်းဆွေဘာဟောဘာဟိုတာဖြစ်เนาะကျွန်တော်တို့လုံးဝမရှိဘူးဗျဟုတ်လားဟုတ်လားခင်ဗျားတို့ဟုတ်လားကျွန်တော်တခါ900ငါးနဲ့ရေးယူပြီเนาะအဲ့ဒါတက်ချုပ်ကြီးမသိဘူးเนาะတက်ချုပ်ကြီးကိုကျွန်တော်ပြောလာတာရှိတယ်နိုင်ငံတော်ကြီးကဲကိုเนาะကျွန်တော်အောက်ထဲမှာအများကြီး เนาะသူအရေးယူမယ်ဆိုရင်เนาะ124ကကြီးထောင်နှစ်20ကြီးချတဲ့เนาะနိုင်ငံတော်အကြီးညိုပြက်စေမှုမြောက်တယ်ဗျာ तू မလုပ်ဘူးเนาะတချို့ကြီးကျွန်တော်တို့မလုပ်ဘူးเนาะသူ့အများကြီးပြောရတယ်เนาะဒါပေမဲ့ခင်ဗျားတို့အောက်ကဟာလာအာနာယူတခိုးချဘိုးတွေကเนาะဟိုလာဖြစ်ပြီးတော့เนาะတိုင်းစေးလောက်ကိုတိုင်းစာပို့တိုင်းစာပို့ပြီးတော့ကျွန်တော်တို့ကျွန်တော်အောက်မှာခင်ဗျားတို့ကြိတ်လောက်သွားတာเนาะနောက်ပြီးတော့လဲခင်ဗျားတို့ဟောလာယူရောက်မူရောက်နေကျွန်တော်အောက်တူကြီး နော်ခင်ဗျားတို့စွဲချက်တင်ခင်ဗျားတို့တိုင်လိုက်တဲ့စာကြီးကကျွန်တော်အကောက်တုကဟာကြီးနော်ကျွန်တော်အကောက်စစ်လည်းမဟုတ်ဘူးအကောက်စစ်မှလည်းညိတာတွေရှိပါတယ်နော်ဒါပေမဲ့ခင်ဗျားတို့တိုင်လိုက်တာအကောက်တုကြီးနဲ့အဲ့ဒီအကောက်တုကြီးရဟာနဲ့ခင်ဗျားတို့ကျွန်တော်တို့ကျွန်တော်ကိုထောင်ချလိုက်တယ်နော်နော်ခင်ဗျားတို့ဟောလားဒီဟာကိုဟောလား124ကကြီးနဲ့အရေးကြီးကိုတက်ချုပ်စီတင်လဲတက်ချုပ်ကသဘောတူမှာမဟုတ်ဘူးနော်ဒီတက်ချုပ်ကြီးဘုံချုပ်မှုကြီးမင်းအောင်လဲခင်ဗျားမေတ္တာသမားနော် ဒီပုဂ္ဂိုလ်ကမေတ္တာသမားနော်အဲ့ဒီအာနာယူတခုံးချဘိုးတွေကကျွန်တော်ကိုခရလုတ်သွားတာအဲ့ကြက်ပုတ်ပါတီကိုဒုက္ခဒဝဟောပြောတာနော်အာနာယူတခုံးချဘိုးဆိုပြီးဒါအောင်မင်းတို့လေပြောတာဗောခင်ရို့ဖွက်လိုက်ကြည့်အဲမကြခင်မှာပဲငါးမင်းဆွေတယောက်ကအင်းစိန်ကိုပြန်ရတော့မယ်လမ်းကြောင်းကတော့စတင်နေပြီဖြစ်ပါတယ်အခုလိုမျိုးဖီရတီပြေးမယ်ဆိုရင်တော့မင်းအောင်နိုင်သိတာမသိတာပိုင်ထားပေါ်အောက်ကတော့ကြိတ်မှာတော့အမှန်ပါပဲပြမနေရမှာမြန်မာနိုင်ငံရှိနေကြောင်း UNODC ရဲ့အစီအစဉ်ကထုတ်ပြန်လိုက်တဲ့အခြေအနေပါထုတ်ပြန်တာက UNODC ကထုတ်ပြန်တာပါကျွန်တော်မြန်မာလူဆိုရင်တော့ကုလသမဂ္ဂမွေးရေးဆိုဝါနဲ့ရာဇမှုဆိုင်ရာယုံပေါ့ဗျာယုံပေါ့အဲ့ဒီယုံကနေထုတ်ပြန်လိုက်တာမနေရနေထုတ်ပြန်လိုက်တယ်ကျော်စိုးဦးတန်တွေရတယ်ကွာအားမရှိရဘူးဘာလက်ထံမှာပထမနေရာမှာဥဆောင်နေရာဆိုလို့ဒီနေရာပဲရှိရဲ့အဲ့မှာသူရထုတ်ပြန်ကြမှာဆိုရင်ဒီ2025ခုနှစ်အတွင်းမှာတဲ့မြန်မာနိုင်ငံကနေထွက်တဲ့ဘိန်းတန်ကြီးက1010 တန်ရှင်ရှိတယ်လို့ဖော်ပြထားတယ်ဒါသူရဲ့ယိုဟန်အူဒီစီရဲ့အစင်ကမ်းမှာဖော်ပြချက်အတိုင်းပါဒီပမာဏကတစ်ချိန်ကဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်တဲ့အာဖဂန်နစ္စတန်ရဲ့ဒါကျွန်တော်တို့ဘိန်းထုတ်လုပ်မှုရဲ့နှစ်ဆရှိတယ်လို့ဖော်ပြထားတယ်ပေါ့ဗျာတနည်းအားဖြင့်ကျွန်တော်တို့ဒီ2025ကတတော်မင်းပါကနေပြီးဖော်ထားတယ်ရှိသေးလို့မတော်ဒေငါသာရှိတယ်ပမာဏကမှာဘိန်းထုတ်လုပ်မှုအများဆုံးနှစ်ဖြစ်တယ်ပေါ့အများဆုံးနှစ်ဖြစ်ပါလေတဲ့ပြီးလည်းပဲဒီ2025ခုနှစ်2025ခုနှစ်ကတဲ့ပြီးခဲ့တဲ့ကျွန်တော်10ဆုနှစ်အတွင်းမှာဒါအမြင့်ဆုံး အမြင့်ဆုံးဒီထုတ်လုပ်တဲ့အနေအထားရှိရလို့သူရညှို့ခဲ့ပါဖွင့်ပြတာလေဘိန်းဆိုင်တဲ့နေရာတွေကဒီမြန်မာနိုင်ငံရဲ့တနိုင်ငံလုံးအတိုင်းအတာရ80ရာခိုင်နှုန်းစိုက်တာကရှမ်းပြည်နယ်မှာအများဆုံးစိုက်ပါတယ်အများဆုံးစိုက်တယ်2024ခုနှစ်တုန်းကလည်းရှမ်းပြည်နယ်မှာဘိန်းဆိုင်ပြိုးတဲ့ဟတ်တာပေါ့ဟတ်တာက3900ရှိပါတယ်လက်ရှိ2025ခုနှစ်အတွင်းမှာတော့4600ရှိပါတယ်အဲ့တော့ရှမ်းပြည်နယ်ကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီဘိန်းဘိန်းထုတ်လုပ်မှုဘိန်းဆိုင်ပြိုးမှုပေါ့ဗျာဘိန်းဆိုင်ပြိုးမှုက80ရာခိုင်နှုန်းရှိတယ် 2024နဲ့ဆိုင်ရင်2025မှာပိုပြီးများလာတယ်။လက်ရှိ2025ခုနှစ်ကမြန်မာနိုင်ငံကဘိန်းတန်ချိန်1030ထွက်ရှိတယ်လို့ UNODC ရဲ့အစီအစဉ်ကမှဖော်ပြထားတယ်။ဒါကျွန်တော်ရဲ့ဒီလက်ရှိဖော်ပြချက်ကကျွန်တော်အဘော်လုံးဝမပါပါဘူး။ UNADC ရဲ့ UNODC ရဲ့ဖော်ပြချက်ကိုပဲကျွန်တော်ကပြန်ပြီးတော့ကိုးကားတာဖြစ်ပါတယ်။အဲ့မှာအဲ့မှာကျွန်တော်တို့ဘိန်းဆိုင်တဲ့နေရာမှာတဲ့2025ခုနှစ်အတွင်းမှာကြရားမှာက 628ဟက်တာရှိပါတယ်တဲ့စကိုင်းမှာက952ဟက်တာရှိပါတယ်တဲ့ကချင်မှာက4250ဟက်တာရှိပါတယ်တဲ့နော်ဒါသူတို့ကဖော်ပြထားတယ်ဖော်ပြချက်အချင်းနေမနေဘူးပဲဗျာနော်မနေဘူးပဲမြန်မာနိုင်ငံကလည်းဘိန်းဆိုင်ပြိုးထိုးလို့မှုကပြီးခဲ့တဲ့နှစ်နဲ့နိုင်ရှင်မယ်ဆိုရင်80ဆက်ကွန်ရာဂိုင်းတို့မြင့်တက်ပါတယ်မြင့်တက်လာတယ်မြင့်တက်လာပါတယ်မြေနေရအကျဉ်းဝန်းရ4500ဟက်တာကနေပြီးတော့9000 3100ဟက်တာထိမြင့်တက်လာခဲ့လို့အဲ့မှာဖော်ပြထားတယ်။တနည်းအားဖြင့်ကျွန်တော်တို့နောက်ထပ်သူဖော်ပြထားတာကအာဖဂန်နစ္စတန်နဲ့နိုင်ရှင်တာတယ်။ယခင်ကအာဖဂန်နစ္စတန်နိုင်ငံကကမ္ဘာမှာဘိန်းထုတ်လို့မှုဘိန်းစိုက်ပျိုးထုတ်လို့မှုပေါ့ဗျာ။သူကစိုက်တဲ့ထုတ်တာကိုဘိန်းစိုက်ပျိုးထုတ်လို့မှုကပထမနေရာမှာရှိတယ်။လက်ရှိကျောမြန်မာနိုင်ငံကဒီအာဖဂန်နစ္စတန်ကိုကြော်ပြီးတော့ပထမနေရာမှာရှိပါတယ်လို့အဲ့ဒီရဲ့ UNODC ရဲ့အစီအစဉ်ကမှာဖော်ပြထားတယ်။ ။ဘာမလဲမှာဘာကြီးတူတယ်လဲဆိုတာကတော့ကြော်ဆိုးဦးတကောင်ပြောပြီးတော့နှခုံးနေနှိုက်နေပေါ့ဗျာ။နောက်တော့တင်းပုံနေနဲ့ကတော့တော်လိုင်းရေးအစစကိုင်းရလို့ပဲပြောရမလား။စကိုင်းရဲ့တော်လိုင်းရေးပုံမှာထားတဲ့ပြည်သူတွေရဲ့စိတ်ချတဲ့တော်လိုင်းရေးပေါ်တွေရဲ့စိတ်ဓာတ်ကတော့တကယ်ကိုမှချီးကျူးစရာကောင်းပါတယ်။ဒါကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာအချမ်းမတ်စစ်တဲ့ရွေးကောက်ပွဲစန့်ကျင်ရေးပုံပြားတွေကိုလိုက်ထောင်ပြီးစစ်အာဏာရှင်စန့်ကျင်ရေးပြုလုပ်နေကြောင်းလဲရင်းမှပင်စားလင်းကြီးရွာပေါင်းစုံတပိတ်ဥဆောင်ကော်မတီကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီးတော့စတင်မြို့နယ်တပိတ်အင်အားစုနယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်များအောင်ဝင်ကများနဲ့အတူရွေးကောက်ပွဲဆန့်ကျင်ရေးစိုင်းမုတ်တွေကိုလှူရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဂျမ်ဘတ်စစ်တေရအတူရောင်ရွေးကောက်ပွဲပြီးဆုံးသွားလဲတော်လန်ရေးဟာရက်တန်တော့မှာမဟုတ်ပဲပြည်သူလူထုတရက်လုံးစစ်အာဏာရှင်စနစ်မြစ်ပြတ်တဲ့အထိအဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းရင်းမှပင်စာလင်းကြီးရောင်ပေါင်းစုံအပေဦးဆောင်ကော်မတီကလည်းပြောဆိုထားတာတွေ့ရှိရပါတယ်။အမေရိကလုံးပဲဒီပြည်တော်တွေ့ရမယ့်အကြောင်းအရာလေးကတော့2020ရွေးကောက်ပွဲ2015ရွေးကောက်ပွဲအစရှိတဲ့ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ကြီးမှာစစ်တပ်ထဲမှာရှိတဲ့စစ်သားရဲ့ နီမရတွေကဘယ်လိုမျိုးပေါဝင်ပြီးတော့မဲပေးကန်နဲ့ပတ်သက်ပြီးတော့ဒီကောင်မှာပဲသူ့ရဲ့အင်းနှင်းခံစားချက်ကိုပြောသွားလိမ့်ပြန်နဲ့မျှော်ပေးတာဖြစ်ပါတယ်မကြည့်သေးတော့လည်းမျိုးတွေအားလုံးကကျွန်တော်တို့ရရှိသွားလို့ရပါတယ်။ဒီမှာတော့ CDN တသားဆိုမျိုးစနီမန်နေဝင်အောင်ဖြစ်ပါတယ်။ဒီမှာဒီ2015မှာညီမရဲ့အတက်ကငယ်သေးရပေါ့နော်ငယ်သေးတဲ့အတွက်ကြောင့်ညီမမဲပေးဖို့မဲမပေးခဲ့ရဘူးပေါ့မဲမပေးခဲ့ရဘူးဒါပေမဲ့ညီမတို့ရင်းနှီးမှာတော့ညီမ ေ့ချင်တဲ့ဟိုမဲတွေပါရှိအဲ့ဒီအချိန်မှာကျတော့ဒီ2020မှာကျတော့ညီမတို့ဒီမဲစပေးရတာပေါ့နော်စပေးရတဲ့အချိန်မှာဟိုအဲ့ဒီအချိန်မှာကျညီမအမျိုးသားတွေညီမတက်ထဲမှာရောက်နေပြီပေါ့နော်တက်ထဲမှာရောက်နေပြီအဲ့ဒီအချိန်မှာမဲပေးရတဲ့အချိန်မှာညီမဟိုကိုဝင်းင်းနေပေါ့နော် ဒီဒီစစ်တပ်ကသူတို့မဲပေးပုံပေးနေတွေလည်းပြရတယ်ပေါ့နော်ဟိုပေးပုံပေးနေတွေလည်းပြရတယ်သူတို့မဲတွေပါထဲခိုင်းနေပေါ့အဲ့ဒီအချိန်မှာတကယ်ဒီအစ်စ်မဲထဲရမဲဆိုလဲဆိုအဲ့ဒီအချိန်မှာမြမရဲ့အမျိုးသားပြောရပေါ့နော်နင်းယုံကြည်အောင်ပဲမဲပေးလဲဆိုတော့အဲ့နဲ့နောက်နေ့ညီမတို့ဒီမဲအစ်စ်ထဲတဲ့အချိန်လဲကြားလဲကြားညီမကိုဝင်းနေပေါ့နော်အဲ့ဒီအချိန်မှာလူတွေလည်းတန်းစီပြီးအကြာကြီးစောင့်ပြီးတော့ဒီမဲပေးရတာပေါ့မဲပေးရတဲ့အချိန်မှာအဲ့ဒီအချိန်မှာညီမယုံကြည်ရဲ့ဒီညီမ ဒီတစ်ခါပဲမေးပေးရတာဆိုတော့ဒီဒီချိန်မေးပေးရတဲ့အချိန်မှာညီမရဲ့အခွင့်အရေးကိုလက်လွတ်ဆုံးချုပ်မခံဘောနော်အဲ့အချိန်မှာညီမယုံကြည်ရတဲ့ပါတီကိုမေးပေးခဲ့တယ်ဘောနော်မဲပေးခဲ့တဲ့အချိန်မှာဒီဒီမဲပေးတဲ့အချိန်မှာလည်းဒီလမ်းပေါ်မှာလည်းပြည်သူလူလူတွေပေါ့နော်ဒီဒီညီမပေးတဲ့ဒီဒီပါတီကပေါ့နော်ဒီပြောချင်နေရတွေ့တဲ့ဒီနိုင်မဲဆိုတာကြီးကိုလည်းသိရပေါ့နော်သိတဲ့အချိန်မှာညီမကလည်းအတိုင်းမသိဟိုဝမ်းသာရပေါ့နော်အဲ့အချိန်မှာညီမလည်းနိုင်မဲဆိုတာကြီးကိုရှင်နေမှာသိနေတယ်ပေါ့နော်သိနေတဲ့အချိန်မှာနောက်နေ့ကျတော့ဟိုဒီ အဲ့အဖြေအဖြေကိုထွက်တဲ့အချိန်မှာကျတော့မဲလိမ့်နေဆိုတော့စစ်တပ်ကဒီအာနာသိန်းရောပေါ့နော်ဒီအာနာထိန်းတယ်လို့ပြောပြီးတော့တကယ်တော့အာနာသိန်းသွားတာပေါ့အာနာသိန်းသွားတဲ့အချိန်မှာကျညီမရင်းနှီးမှကျတော့အဲ့အချိန်မှာခံစားချက်တစ်ခုရှိသွားပေါ့နော်ညီမဒီတခါလေးမဲပေးခဲ့တဲ့အချိန်မှာပေါ့နော်ဒီညီမရဲ့ဒီဟေးပေးတဲ့မဲကဟိုအရာမထင်ခဲ့ဘူးပေါ့နော်ဒီတန်ဖိုးတန်ဖိုးမရှိဘူး သွားတို့ခံစားခဲ့ရတယ်ပေါ့နော်အဲ့အချိန်မှာအဲ့အချိန်မှာညီမအမျိုးသားနဲ့ညီမနဲ့တိုင်ပင်နဲ့ညီမအမျိုးသားကလည်းပြောရပေါ့နော်ဒီစစ်တကတော့အာဏာသိမ်းပြီးသွားရင်ငါတို့လည်းအဲဒီလိုအချိန်မျိုးမှာဆိုအဆင်မပြေဘူးပေါ့ဟုတ်တယ်တို့အဆင်မပြေဘူးမပြေဘူးဆိုတဲ့အချိန်မှာဒီ ညီမအမျိုးသားလက်ဆန္ဒတွေပြခဲ့တယ်ညီမလက်ဆန္ဒတွေပြခဲ့တယ်ပေါ့နော်ဒီတက်ထဲမှာနေခဲ့တဲ့အတွင်းမှာပေါ့နော်ဟိုဆန္ဒပြခဲ့တယ်ပေါ့အဲ့အချိန်မှာလည်းညီမအမျိုးသားလည်းလည်းဟိုအချုပ်သုံးလာကြတယ်အချုပ်သုံးလာကြပြီးရဲ့အဲနောက်ပိုင်းမှာလင်မယားနဲ့ဟိုဒီမှာနေတဲ့ဟုတ်ပေါ့နော်နေတဲ့ဆိုပါညီမတို့ဒီဒီဒီမိုကရေစီတော်လှန်ရေးမှာညီမတို့လူမျိုးနဲ့ပြန်ပြောပါဝင်ခဲ့တယ်ပေါ့ဒီ2020တုန်းကပေါ့နော်ဒီရေပောက်ရေကောက်ပွဲဒီ ဒီမဆရခင်ပေါ့ဒီမဲတွေထဲရတော့မယ်ဆိုတော့ဒီညီမတို့ကတက်ထဲမှာဆိုတော့ဒီဒီတိုင်းမှုကခေါ်ပြီးတော့ပေါ့နော်ဒီအစည်းအဝေးလုပ်တယ်ဒီသူတို့ကိုမဲထဲရမယ်ပေါ့သူတို့သူတို့ကိုမဲထဲတဲ့အချိန်မှာစီးယုံတာပေါ့နော်ဒီစံစစ်စားဆိုလဲဟိုပြပြဝါစားရမယ်ပေါ့ဟိုရိတ်ခါတွေဆိုလဲမသိရင်သူတို့ပေးတဲ့ပုံစံမျိုးနဲ့ပေါ့ဟိုရမယ်ပေါ့ပြီးရင်လဲဒီမျိုးသားတွေပေါ့ဒီခြေတန်းသွားမယ်ဆိုရင်ပေါ့ဂျီကားစားလက်တနက်ကစားကောင်းကောင်းခိုင်းရမယ်ပေါ့ပြောမစားအဲ့ဒီအချိန်မှာအဲညီမတို့တွေကအတင်းပေါ့နော် ပြောရမယ်ဆိုတော့ဒီကြံခိုင်ပါတီဝန္ဒနာတို့မဲထည့်ရမယ်ဆိုပြီးအတင်းပေါ့နော်ဟိုညီမတို့ဟိုဖိအားပေးခဲ့တယ်ပဲပြောရမှာပေါ့နော်တက်ထဲမှာဆိုဖိအားပေးခဲ့တယ်အဲဒီတို့ပဲမဖြစ်မနေထည့်ရမယ်ဆိုတဲ့ပုံစံမျိုးမထည့်မထည့်တတ်တဲ့လူလေးလဲပါညီမတို့ဆိုတာဘာမှမမထည့်ပေးမထည့်ဘူးမထည့်ဘူးပေါ့နော်အဲ့အချိန်မှာကျတော့တို့မထည့်တတ်မှာဆိုလို့ဒီတို့ဒီအကွက်လေးတွေပါနှိပ်ပုံနှိမ့်နေရစားတို့မှားမှာဆိုလို့တားပေါ့နော်ဟိုတို့ဟိုပဲထည့်စေချင်တော့မှားမှာဆိုလို့ဒီမဲအစမ်းထည့်ပုံထည့်နေရစားတို့က သင်ပေးတာပေါ့နော်အရှင်မအားလေးတော့ဟိုကြုံခဲ့ရတာပေါ့ညီမတွေ့ခဲ့တဲ့အဲတက်တွင်းနဲ့မှဆိုရင်တော့ဒီညီမအမြင်ပြောမှဆိုဒီဒီကြက်ခိုင်ကိုသူတို့ကြက်ခိုင်ကိုပြိမဲ့သူကနဲတယ် NLD ကိုဒီပြိမဲ့သူကများတယ်ဘာလို့လဲဆိုတော့သူတို့ဒီ NLD ဒီ9နှစ်တာအုပ်ချုပ်သွားတဲ့ဟိုကာလမှာပေါ့နော်ဒီဒီနိုင်ငံတော်တွေနဲ့ဒီ ်တမန်နိုင်ငံနေနဲ့ဒန်းလို့ဖြစ်အောင်ပေါ့နော်ဒီဖုန်းကစအကုန်လုံးပေါ့နော်ဒီအင်တာနက်တွေကစအဆက်ဆက်ရအဆင်ပြေအောင်လုပ်တယ်ပြီးတော့ဆန်စီစာဝင်ရုပ်ချက်သွန်ဆိုရင်လည်းဒီဈေးတွေတိုင်းမကြီးဘူးပေါ့နော်ဟို တစ်တစ်တစ်တင်ခရောက်ဈေးနှုန်းနေနေပေါ့နော်အဆဆရအဆင်ပြေခဲ့ရပေါ့နော်ဒီလမ်းမဲ့ဆက်သွေးရစားအကုန်အဆင်ပြေခဲ့တာဆိုတော့အကုန်လုံးကလည်းအဲဒီ NDO ပဲမဲပေးမယ်လို့ပဲကြားခဲ့တာပေါ့နော်အဲ့တော့ကြန့်ခိုင်ကိုဒီလောက်ကြီးလဲဟိုမဲသူတို့ကသူတို့ဒီအစည်းအဝေးခေါ်နေတဲ့အချိန်မှာဒါသူတို့ပြောသမျှကိုဒီခေါင်းငင်းရတာပေါ့နော်ဒါမဲ့သူတို့ရဲ့ စကားတွေအကလုံးဟိုဒီအမျိုးသမီးတွေပေါ့နော်အဲ့ဒီအချိန်မှာလည်းတန်းတွင်းနေအမျိုးသမီးတွေစကားတွေစုပြီးတော့ပြောတဲ့အချိန်ကျတော့သူတို့ကလည်းပေးစင်နေမယ့်ကသူတို့က NDB ပဲပေးစင်တာပေါ့နော်အဲ့ဒါတွေတွေးကြရတယ်တချို့ကြလည်းကြက်ခိုင်ကိုပေးစင်တာလည်းရှိရပေါ့နော်သူတို့ကအဲ့လိုအဲ့လိုမျိုးတွေးကြရတာပေါ့နော်ဒါပေမဲ့အများဆုံးကတော့ NDB ကိုမဲပေးစင်နေတယ်လို့များခဲ့တယ်အဲညီမရဲ့ဒီ2020ဒီ2025ဒီစစ်ကောင်စီပေါ့နော်သူတို့ရဲ့ဒီရွေးကောက်ပွဲဘယ်လိုမြင်လဲဆိုရင်ဒါအကျန်းဖက်ပေါ့နော်အကျန်းဖက်အကျန်းဖက်အာနာ တကူအာနာအာနာတိုင်းပြီးသွားပြီအာနာတိုင်းပြီးသွားလဲကိုအကျန်းဖဲပြီးတော့သူတို့ဒီဟိုဒီအာနာနဲ့ပဲပြောရမှာပေါ့ပြန်ပြီးတော့ဒီပြည်သူတွေကိုမဲဆွဲတယ်ပေါ့နော်မဲဆွဲတယ်အဲဒီမှာလဲဟိုပြည်သူတွေကပြည်သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဟိုပေါ့အကျန်းဖက်ဒီဟိုညီမမဲပေးခဲ့မယ်ဆိုရင်ပေါ့နော်ဒီပြည်သူလူထုတွေကိုလည်းပြောချင်တာပေါ့နော်ညီမသာပြည်သူလူတယောက်အနေနဲ့ဒီဒီကျန်းခိုင်ကိုဒီမဲပေးခဲ့မယ်ဆိုရင်ဟိုကလူသက် လူသက်လူသက်သမားအပေးသူလိုဖြစ်သွားမှာပေါ့နော်အဲကြောင့်ဒီအကျန်းဖက်ဒီဆရာနာရှင်ဒီယူကဘုံညီမကတော့ချုံချရတယ်ကန့်ကွက်တယ်အဲလို့ပြောချင်ပါတယ်ညီမလိုချင်တဲ့ဒီအစိုးရပေါ့နော်ဒီညီမတို့တိုင်းရင်းသားတိုင်းရင်းသားပေါင်းစုံပေါ့နော်လူမျိုးပေါင်းစုံဒန်းဒီဒန်းလူအခွင့်အရေးရှိတဲ့ဒီနိုင်ငံတော်တစ်ကိုပဲလိုချင်တာပေါ့နော်အဲလိုဒန်းလူအခွင့်အရေးရှိမယ်အစိုးရတစ်ကိုပဲလိုချင်တာပါဟုတ်ပေါ်လမ်းမှုရအောင်မဲ့ဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာလေးကတော့တကယ်မှပဲစစ်သားလူသမီးတယောက်ဖြစ်မယ်လေ တို့နေမြောင်းနှစ်ယောက်လုံးဟာခုလိုမျိုးမင်းအောင်လိုင်းအာနာသိမ့်တဲ့ကနေပြီးတော့အာနာတွေပြခဲ့လူယောက်ျားဆိုလဲ၃00တောင်ဖန်ခံရဲဆိုပြီးတော့ဖွင့်ရဝေခံရတာတွေ့ရှိရပါတယ်။ဒီလိုမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းစုံသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်တော့ပြကျွန်တော်ရဲ့ကိုကြည့်ရပရုံ channel လေးကို like and subscribe လုပ်လို့ and subscribe ပေးခွန်လိုက်ကြည့်မြင်တက်လာများဗီဒီယိုတွေတင်နေအားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်။ဒီလိုမျိုးတွေအားလုံးပဲသဘောပြီးနေမိပြီးတော့မှအများဆုံးကြိုးစားပါစေဆိုတော့ပေးနေပြီ။နောက်ထပ်ဗီဒီယိုမှာပြန်လည်းစုံပေးကြပါမယ်။စုံကြည့်ပြီးအခုချင်းတော့သူပဲကျေးဇူးတင်ရှိပါတယ်ဗျာ။